Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာကတော့ Nova က pick up by reading လေးအနေနဲ့တစ်ဖက်သူနဲ့ကိုယ်ရဲ့နှစ်ယောက်ကြားတဲ့ကအနာဂတ်ဟာဆိုရင်ဘာလေးဆက်ဖြစ်လာဖို့ရှိလဲဆိုတာကို reading ဖတ်ပေးချင်ပါတယ်ဒါကြောင့်မို့လို့ကိုတဘောကြားနှစ်တရတဲ့သူနဲ့ပေါ့နော်ကိုနဲ့ကြားတဲ့ဟာဆိုလို့ရှိရင်လာမယ့်နာဂတ်တွေမှာဘာလေးဆက်ပြီးရောမှာဖြစ်ပေါ်လာဖို့ရှိလဲဘယ်လိုမျိုးရှေ့ဆက်သွားဖို့ရှိလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒီ reading လေးကို အဆုံးထိကြည့်ပြစီအောင်เนาะပိုင်းလေးနေတဲ့ကတော့ဒီမှာပိုင်း1ရယ်ပိုင်း2ရယ်ပိုင်း3ရယ်ဆိုပြီးတော့မှာပိုင်းလေးသုံးခုလုပ်ပေးထားပါတယ်ပိုင်းသုံးခုတည်းကနေပြီးတော့မှာကိုပဲပိုင်းကိုပို့ပြီးတော့မှာစိတ်ဝင်စားတယ်ပို့ပြီးတော့မှာအာစိတ်လှုပ်ရှားမှုရှိတယ်ပို့ပြီးတော့မှာဆွဆောင်မှုရှိတယ်လို့ခံစားရတယ်ပေါ့နော်အဲ့ပုံမှာမူတည်ပြီးတော့မှာအိုင်လေးသုံးခုတည်းကတစ်ခုကိုရေးပြီးတော့မှာမီတင်းကိုဆက်ပတ်ပြလို့ရပါတယ်ရှင် ။နောက်ဘက်ဆုံးကပိုင်ကကျတော့ပိုင်ဝဲဖြစ်ပြီးတော့အလဲရပိုင်လေးကပိုင်2ပါ။နောက်ဘက်ဆုံးကပိုင်ကကျတော့ပိုင်3ဖြစ်ပါတယ်ရှင်။အာပိုင်လေး၃ခုတည်းကနေပြီးတော့မှ ကိုတကယ်ကိုတပိုးစားနှစ်တရတဲ့ပိုင်ကိုရွေးပြီးပြီဆိုလို့ရှိရင်တော့ reading ကိုဆက်ဖတ်လို့ရပါပြီရှင်။အခုကတော့ Nova က Pi-Wave လေးယူထားတဲ့သူတွေက ခုနဲ့ပေါ့နော်တစ်ဖက်သူနေကြတဲ့မှာလာမယ့်နာကက်တွေမှာဘာတွေဆက်ပြီးတော့ဖြစ်ပေါ်လာမှုရှိလဲဆိုတော့ကိုရီလေးဖတ်ပေးတော့မှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလို့ပမာဆုံးအနေနဲ့ကတော့ by one ရဲ့အဲတစ်ဖက်သူနေပေါ့နော်ကြားတဲ့ကအနာကက်လေးကို reading လေးဖတ်ပေးပြရစီရှင်။ အခုပိုင်းဝဲလေးတွေနဲ့တစ်ဖက်သူရဲ့ကြားထဲမှာဘာတွေဆက်ပြီးတော့မှဖြစ်ပေါ်လာလို့ရှိတယ်လဲဒါကတော့ပမာဆုံးကန်လေးဖြစ်ပါတယ် ပထမဆုံးပိုင်ဝန်းနေဒီရဆိုလို့ရှိရင်လည်းကိုယ်နဲ့တစ်ဖက်သူရဲ့ကြားထဲမှာဘာတွေဖြစ်ပေါ်လာဖို့ရှိလဲဆိုရင်လည်းတစ်ဖက်သူနဲ့ကိုယ်ရဲ့ကြားထဲမှာပေါ့နော်စိတ်မြက်လက်မြန်ဖြစ်တာမျိုးပေါ့နော်ပြောချင်တာကတော့အာ level တက်မယ်ဆိုလို့ရှိရင်လည်းပဲအစ်စင်တွေဘာတွေတက်မယ်ရင်းနှီးမှုတွေများမယ်ဆိုလို့ရှိရင်လည်းပဲမြင်မြန်ဆန်ဆန်နဲ့ပဲအချင်းချင်းပေါ့နော်အဲ့လိုမျိုးအစ်စင်တွေဘာတွေတက်သွားမယ်အစ်စင်တွေဘာတွေတိုးလာမယ် တယောက်နဲ့တယောက်နဲ့လည်းကြားထဲမှာအဲ့လိုမျိုးစကားပြောဆိုရတဲ့အပိုင်းလေးတွေမှာပေါ့နော် conversation တွေရလည်းပဲအရင်ကမြန်ဆန်နေမယ်ပေါ့နော်ပြောရလို့ရှိရင် तू ကလည်းကိုယ့်ကိုစာမြန်မြန်ပို့မယ်ကိုကလည်း तू စာပြန်ပို့မယ် communication ဘက်မှာအရင်အဆင်ပြေနေမယ်ပေါ့နော်ဒါပေမဲ့ခါလိမ်မှာ communication ဘက်အရင်အဆင်ပြေရဆိုပြီးတော့မှအရင်ကြီးလည်းယုံကြည်လို့မရဘူးပေါ့နော်ဒါ communication ဘက်မှာအရင်အဆင်ပြေရဆိုပေမဲ့ အဲခံစားချက်ပိုင်းမှာကျတော့အဆင်ပြေခြင်းမပြေနိုင်မယ်ပေါ့နော်စကားပြောကောင်းတယ်အာစကားပြောလို့အဆင်ပြေဆိုတာတော့ပဲရှိမယ်ပေါ့နော်အာဒီခံစားချက်ပိုင်းဒီမှာကျအရင် commitment ရှိရလို့ခံစားရတာမျိုးအရင်ကြီးအဆင်ပြေတယ်အရင်စိတ်ဝင်စားမှုရှိတယ်ပေါ့နော်အရင်ကြီးအာခံစားချက်တွေကောင်းနေရလို့ခံစားရပင်နဲ့စကားပြောကောင်းတယ်စကားပြောလို့အဆင်ပြေဆိုတာတော့ပဲရှိမယ်ပေါ့နော်ဒါပေမဲ့အဲ့လိုစကားပြောလို့အဆင်ပြေဆိုတာနဲ့ကိုပဲ feeling မပါဘဲနဲ့ကိုပဲ ကိုကနေပြီးတော့မှအဲ့လိုမျိုးအဆင်နေပါတယ်တိုးမိတာမျိုးတော့တမောတူဘက်ကနေပြီးတော့ပဲအဆင်နေတိုးမိတာမျိုးလေးဖြစ်တတ်တယ်ကွန်မန့်မန့်နေမရှိသေးပဲနဲ့ကိုစကားရေအလုံးကျုံပြောမိတာမျိုးတို့ပေါ့နော်အဲ့လိုဖြစ်တတ်ပါတယ်ဆုံးမချက်တွေပါအများကြီးစံချတာမျိုးလည်းဖြစ်တတ်တယ်ပေါ့နော်ကိုယ်ရဲ့သူရဲ့ခြေလက်ကအနာကက် မဟုတ်သေးဘူးเนาะဒါပစ္စောပန်ကိုလိုပါကြည့်ပေးလိုက်တာပါအခုလက်ရှိမှာဆိုရင်အဲ့လိုဖြစ်နေတတ်ပါတယ်တရားနဲ့တယောက်ကြားထဲမှာဆိုလို့ရှိရင်မြန်မာစံ communication တွေလုပ်နေတဲ့ address ကြောင့်အာပို့ပြီးတော့မှအဲ့လို reckless ဖြစ်တဲ့ relationship ကိုရရှိနိုင်တယ်ပေါ့เนาะတစ်ခါလေးမှာစကားရေးဆိုတာက အများနဲ့ကြောနေလို့မကောင်းဘူးအများကြီးကြောနေလို့လည်းမကောင်းဘူးเนาะကြောတင်ကြောထိုက်တဲ့ဟာတော့ပဲပြောရအောင်ねအာအဲ့လိုမျိုးအများကြီးပြောတဲ့အခါမှာအမှားရပါသွားတာမျိုးဖြစ်တဲ့နောက်ပြီးတော့လက်ရှိအချိန်နေပေါ့เนาะအများကြီးပြောမိတာမျိုးအမြဲတမ်းပြောမိတာမျိုးတွေမှာဆိုလို့ရှိရင်စကားရအမှားရပါသွားတာဖြစ်တဲ့ဖြစ်တဲ့ပေါ့เนาะအထင်လွဲရမျိုးလည်းဖြစ်တဲ့အာအခုလောစရတော့မဟုတ်ဘူးဆိုပေမဲ့ပေါ့เนาะနောက်တစ်ချိန်မှာအဲ့လိုမျိုးစကားအများကြီးပြောတာမျိုးပြီးလို့ရှိရင်စကားမြန်မြန်ပြောတာမျိုးတွေပေါ့เนาะအဲ့လိုမျိုးမစင်စားဘဲနဲ့ ိုးဆက်ကိုမစင်စားမဲနဲ့စကားလေးမြန်မြန်ဆန်ဆန်ပြောတဲ့အခါမှာဆိုရင်ဘယ်လိုမျိုးအထင်လွဲမှားစရာဖြစ်ပေါ်လာတာမျိုးစိတ်ကွက်သွားမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်စကားပြောရများရဲ့အမှားပါအဲဆိုတဲ့အတွက်ကြောင့်လေစကားလေးကနေအမှားရပါသွားမျိုးဖြစ်တတ်ပါတယ်ဒါကလက်ရှိအနေထားလေးပေါ့နော်ဒါပေမဲ့လည်းလို့စကားပြောအဆင်ပြေနေမဲ့သူရဲ့ကိုယ်ရဲ့ကြားရက connection ကတော့အရင်ကမှမြန်ဆန်နေတဲ့အရင်ကမှ close ဖြစ်နေတယ်ဆိုတာကိုတော့ပြပါရရှင် ဆိုတော့အော်ဒစမ်းမြရရှိဒစမ်းဆိုတဲ့ကြောင်တစ်ဖက်သူနိုင်ကိုရဲ့အနိုင်ကဟာဆိုရင်နော်လက်ရှိပြဿနာပံမှာတော့ဇာတ်ရည်အများကြီးပြောနေတယ်ဇာတ်ရည်ပြောလို့အဆင်ပြေနေတယ်ဒါပေမဲ့ near future မှာဆိုလို့ရှိရင်တော့တစ်ဖက်သူကကိုနဲ့ပတ်သက်ပြီးတော့ကိုကိုပျော်ရွှင်အောင်ထားမယ်ကိုကလည်းပဲသူနဲ့ပတ်သက်ပြီးတော့မှပျော်ရွှင်မှုတွေခံစားရမယ်ဒစမ်းမြ energy ကဆိုတော့ဘလောက်တော့မှအများကြီးပြီးတော့ဘလောက် powerful ဖြစ်လဲဆိုလို့ရှိရင်တစ်ဖက်သူက အာ powerful ဖြစ်လဲဆိုလို့ရှိရင်တစ်ဖက်သူဟာကိုယ့်ဘုံမှာပေးမဲ့ကြောက်ရွံ့မှုပါဆိုလို့ရှိရင်ဒီမိဘတစ်ပါးကကိုယ်မိဘတွေကကိုယ့်ကိုပေးတဲ့ကြောက်ရွံ့မှုလိုမျိုးနှွေးထွေးမှုလိုမျိုးလောက်ထိကိုသွားပြီးနှိုင်းရှင်လို့ရရလောက်တဲ့အထိကိုကြောက်ရွံ့မှုကိုပေးမှဖြစ်ပါတယ်။ဒါကြောင့်မလို့တချို့ကကြောက်ရွံ့ ရတဲ့အတိုင်းသာမျိုးရှိတယ်ကွာပျော်ရွှင်ရတယ်ဒါပေမဲ့တချို့ကကျတော့လေပျော်ရွှင်ရတယ်ဆိုပေမဲ့လည်းတစ်ဖက်ကပူပင်ရတာမျိုးလေးတွေเนาะအလုံးစုံမပျော်ရွှင်ရဘူးကွာလုံးဝ100%မပျော်ရွှင်ရဘူးခလေးမှာတောက်ဆန်တင်ရတာမျိုးလေးတွေရှိတတ်တယ်ပေါ့เนาะဒါပေမဲ့ဒဇန်ရဲ့ energy ရဆိုလို့ရှိရင်အခုပျော်ရွှင်ရမယ်အနာဂတ်မှာကိုယ်နဲ့သူရဲ့ခြားတဲ့ကပျော်ရွှင်ရမယ်ပျော်ရွှင်မှုอ่ะဆိုလို့ရှိရင်အဲ့လိုမျိုးအနှောင်ဖွဲ့ကင်းမယ်အဲ့လိုမျိုးအာတောက်ဆန်တင်တာမျိုးတွေမရှိဘဲနဲ့ကိုပဲ100%ပေါ့เนาะပျော်ရွှင်မှုအပြည့်အဝကိုခံစားရမှာဖြစ်ပါတယ် နောက်ပြီးတော့ဒီမှာကြောရှင်မှုအပြင်ကိုပါပါနေကြလဲဆိုလွတ်လပ်မှုပါပါနေတာပေါ့နော်လွတ်လပ်မှုခလေးရဲ့ဒီကိုယ်ခန္ဓာမှာဝတ်ထားတဲ့အဝတ်ခုမှမရှိဘူးဒါကြောင့်မလို့သူကဆိုလုံးဝပကတိအရောင်ဆောင်ကင်းမဲ့တယ်ပေါ့နော်အဲ့လိုမျိုးဟန်ဆောင်တာတွေမရှိဘူးသူရဲ့ကိုယ်ချားရဲ့မယူသားမှုတွေပြေဝရှိမယ်ဟန်ဆောင်တာတယောက်ကိုတယောက်ဟန်ဆောင်တာတွေမရှိဘူးဖုံးကွက်ရတယ်မရှိဘူးเนาะဒီကလေးလေးရဲ့အာ ူရဲ့ဒီပေါ့နော်သူရဲ့ခန္ဓာကိုယ်ပေါ်မှာအဝတ်တွေမရှိတဲ့အတွက်ကြောင့်ဟန်ဆောင်မှုတွေမရှိဘူးဖုံးကွယ်မှုတွေမရှိဘဲနဲ့ပကတိအာခံစားချက်တွေကိုပုတ်ပွတ်လေးလေးနဲ့ပြောပြီးတော့ပဲကြော်ရှင်မှုတွေရရှိလာမှာဖြစ်တယ်ပေါ့နော်ခလေးလေးစီးထားတဲ့မြင်းလေးရဆိုလို့ရှိရင်ဖြူအောင်မြင်းလေးဖြစ်တယ်ဖြူအောင်ဆိုတာ novel အကုန်တိပါရယ်ပေါ့နော်ဖြူအောင်ဆိုတာကဖြူစင်ခြင်းရိုးသားခြင်းကိုကိုးစားပြုတယ်နောက်တစ်ခုကကျတော့ဒီ terror cup တွေနဲ့ဆိုလို့ရှိရင်တော့ဒါကတော့လွတ်လပ်မှုကိုကိုးစားပြုတယ်ပေါ့နော်ဒါကြောင့်မလို့ ရိုသားခြင်းတွေလည်းရှိမယ်လွတ်လပ်ခြင်းတွေလည်းရှိမယ်အဲပြုလို့ရှိရင်အဖြူစင်ခြင်းတွေလည်းရှိမယ်ပေါ့နော်ဆိုတော့အရန်ကိုအစဉ်ပြေရလို့လို့ပါမြင်ပါတယ်လာမယ့်နာခတ်မှာဆိုရင်ပေါ့နော်ဒီမှာအဲ့ဒီကလေးလေးနဲ့မြင်းလေးရဲ့ဘေးနားမှာဆိုလို့ရှိရင်အဲ့ဒီအလန်နီလေးပေါ့နော်အလန်နီဆိုတာကအအောင်နိုင်ခြင်းအောင်မြင်ခြင်းဆိုတဲ့အတင်ဂေတာတစ်ခုဖြစ်တယ်အမှတ်သားတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီအောင်လိုင်းအောင်နိုင်ခြင်းဆိုတဲ့အလံလေးပါတဲ့အတွက်ကြောင့်သူငယ်ကွယ်ချားထဲမှာ ာဒီရှင်ချင်းမြတ်တာတရားတွေပေါ့နော်အနာဂတ်တွေဟာဆိုလို့ရှိရင်အစဉ်ပြေုံတွေမကဘူးပျော်ရွှင်ုံတွေမကဘူး ဘေးနိုင်ကိုအောင်မြင်မှုတွေပါရရှိမယ်ပေါ့ဆိုလိုချင်တာကတော့ဒီလိုတူတူဆက်ပြီးတော့မှထပ်ပြီးတော့နှစ်သက်သွားမယ်ဆိုလို့ရှိရင်အာကိုယ့်ရဲ့အလုပ်တွေအဆင်ပြေလာတာမျိုးကိုယ့်ရဲ့မိသားစုမှာအဆင်ပြေလာတာမျိုးကိုယ့်ရဲ့ပညာရေးပိုင်းမှာအဆင်ပြေလာတာမျိုးတွေဖြစ်တတ်ပါတယ်ပေါ့နော်ဒါကကိုယ့်တယောက်တည်းမဟုတ်ဘူးသူရောပဲသူလည်းပဲကိုယ်နဲ့ပတ်သက်ပြီးနေမှာကိုယ်နဲ့ပေါင်းဖက်ပြီးနေမှာဆိုလို့ရှိရင်လက်သွဲပြီးနေမှာဆိုလို့ရှိရင်သူဟာပို့ပြီးတော့မှလုပ်တွေအဆင်ပြေလာတာမျိုးတွေပါတိုးတာမျိုးလက်စားတွေငွေကြေးတွေအဆင်ပြေလာတာမျိုးဖြစ်တတ်ပါတယ်အာနောက်ပြီးတဲ့ခါကျတော့ရှိပညာရေးပိုင်းမှာပုံပုံပြီးတော့မှကောင်းမွန်လာတာမျိုးနိုင်ငံခြားရေးကန်တွေအဆင်ပြေလာတာမျိုးစသဖြင့် ပေါ့နော်အောင်မြင်မှုနဲ့ဆိုင်တဲ့ achievement တွေရရှိဖို့ရှိပါတယ်ရှင်ဆိုတော့ဒဇက်ရတဲ့အတွက်ကြောင့်သူရဲ့ကိုယ်ရဲ့ကြားတဲ့က allergy သူရဲ့ကိုယ်ရဲ့ကြားတဲ့ကအနာခက်ကဆိုလို့ရှိရင်အရင်ကပျော်ရွှင်မှုတွေနဲ့အမြင်မှုတွေဖုံးလွှမ်းနေမှာဖြစ်ပါတယ်ရှင်။ဒါကတော့ by one ရဲ့ဒုတိယမြောက်ကဖြစ်ပါတယ်ရှင်။တတိယမြောက်ကနောက်ဆုံးချက်ကိုကြည့်မယ်ဆိုရင်တဲ့။အစောကကတော့ဘယ်လိုပြောမလဲဆိုရင်သူကလေနည်းနည်းလေး line တွေပါမယ်ပေါ့နော်။တစ်ဖက်နဲ့တရတဲ့ကြားရဲမှာဆိုဒဇန်းဆိုတာပျော်ရွှင်ရတဲ့အချိန်ကလည်းတစ်ခုရှိခဲ့မယ်ပေါ့နော်။အနာခက်မှာ အာတူရွယ်ကြရဲမှာဆိုလို့ပျော်ရွှင်ရတဲ့အနာဂတ်တစ်ခုရှိလာနိုင်မယ်ဒါပေမဲ့လည်းလို့နောက်ပိုင်းပေါ့နော်အဲ့လိုမျိုးရွှင်ရတဲ့အချိန်ကာလတစ်ခုကိုကျော်လွန်ပြီးရတဲ့အခါမှာဆိုရင်တော့ဒီအာ relationship တွေเนาะအဲ့လိုမျိုးဆက်ဆံရေးတွေပါဆိုလို့ရှိရင်အများအားဖြင့်ပျော်ရွှင်နေရတယ်ဘယ်တော့မှမရှိဘူးเนาะအဲခါလေးမှလည်းပဲအရင်ပျော်ရွှင်နေရတယ်တစ်ခါလေးမှလည်းအရင်ဝမ်းနေနေရတယ်ပေါ့နော်အများတတ်တမတ်တည်းမသွားနေဘူးပေါ့เนาะအာဘလူးဘွားလိုမျိုးပဲနေလိုက်မြင်လိုက်ဆုလိုက်ကောင်းလိုက်ပဲပေါ့နော်ဒါကြောင့်မလို့ ဒီ buy one နဲ့တစ်ဖက်သူရဲ့ energy မှာဆိုလို့ရှိရင်လည်းပဲတစမ်းများတဲ့အတွက်ကြအရင်ကိုအဆင်ပြေကောင်းမှုပြီးတော့မှအောင်မြင်မှုတွေပျော်ရွှင်မှုတွေရနေတော့လဲပဲအာဒီအတိုင်းအတာတစ်ခုကိုကျော်လွန်ပြီးရတဲ့အခါမှာဆိုရင်တဲ့သူ့ဘက်ကတော့၎င်းသူ့မဟုတ်ကိုယ့်ဘက်ကတော့၎င်းအဲ့လိုမျိုးလိန်ညာမှုတွေတွေစတင်ပြီးတော့မှရှိလာမယ်တယောက်ကိုတယောက်အာမယုံကြည်လာလေးစပြီးတော့ဖြစ်လာမှုရှိတယ်အပြည့်ရခကြလို့ရှိရင်ခါလေးမပေါ်တော့ကံမကောင်းတဲ့ခါကျရင်သူ့ဘက်ကတော့၎င်းကိုယ့်ဘက်ကတော့၎င်းဖောက်ပြန်တာမျိုးလေး ထိပါဖြစ်နိုင်တယ်ပေါ့နော်ဖုံးကွက်တာများတဲ့အခါမှာအဲ့လိုဖောက်ပြန်တဲ့အပိုင်းထိကိုရောက်သွားတတ်ပါတယ်အာစကားလေးပါးလှည့်ပြားတာမျိုးစကားပြောလှည့်ပြားပြီးတော့မှလိန်ညာတာမျိုးတွေဖြစ်တတ်ပါတယ်ဖုံးကွက်တာမျိုးတွေဖြစ်တတ်ပါတယ်အာ stick ဆိုတော့ခိုးချောင်ခိုးပတ်လောက်တာမျိုးပေါ့နော်သူ့ဘက်ကခိုးချောင်ခိုးပတ်လောက်တာမျိုးတွေစတင်ရှိလာမယ်ဒုံဖို့ကိုယ့်ဘက်ကနေပြီးတော့မှခိုးချောင်ခိုးပတ်လောက်တဲ့ကိစ္စမျိုးတွေရှိလာတတ်ပါတယ်တကယ်ကိုတကယ်အရင်တော့ကလာမရိုးသားတော့ပေါ့နော်တဆန်းတော့ကရိုးသားမှုတွေရှိခဲ့တယ်အာပြီးတော့ ူဆင်မှုတွေရှိခဲ့တယ်ဆိုပေမဲ့လည်းအချိန်တက်တာတခုရောက်တဲ့အခါမှာတော့တက်ကိုတရားမြုံကြီးတော့အရင်စတဲ့စပြီးတော့မှဖြစ်ပေါ်လာနိုင်တဲ့လိုမျိုးပဲတက်ကိုတရားမပြောဘဲနဲ့ဖုံးဖိထားပြီးတော့မှခိုးလောက်တာမျိုးခိုးပြီးတော့မှအဲ့လိုမျိုး음ပြောတာမျိုးပေါ့နော်ခိုးပြီးတော့လောက်ရတဲ့ကိစ္စလေးစပြီးပြီးတော့လောက်လာဖို့ရှိပါတယ်ဒါကြောင့်မို့လို့ပိုင်ဝန်းနေနေကတော့ defense ရထားတဲ့ energy အရာ defense ရထားတဲ့ချိန်နေလေးမှာပဲပေါ့နော်ဆက်ပြီးတော့မှတည်မြဲသွားအောင်လို့အာကိုယ့်ဘက်ကလည်းရိုးသားမယ် ူ့ကိုလည်းပဲရိုးသားမှုရှိအောင်အာဘောနောကိုဘက်ကညှိုးစားပေးမယ်ဘောနောကိုဘက်ကနေပြောမှာဖွေးထုတ်ပေးမယ်အာလမ်းလေးကြီးခင်းပေးမယ်ဆိုလို့ရှိရင်တော့တဆန်း energy မှာတည်မယ်ပြီးဆုံးသွားပြီးတော့ပုံမကောင်းမှလည်းဆက်စပ်ရေးတခုရနိုင်တယ်လို့မျိုးပါမြင်ပါတယ်ဒါပေမဲ့အာနောက်က server a cup ပါ7 7 of shop ကကြာသူကလည်းနည်းနည်းလေးပို့ပြီးတော့အပေါ်ဝဖူးမဖြစ်ဘူးတဆန်းကပိုပြီးပေါ်ဖူးဖြစ်တဲ့အတွက်ကြောင့်ပျော်ရွှင်ရတာတော့ပျော်ရွှင်ရတယ်ပေါ့နော်ဒါပေမဲ့ ပျော်ရွှင်ရတဲ့ထဲမှာပဲဘာတွေပါဝင်လာမှလဲဆိုတော့ဒီခီးလန်းလေးမှာပဲပေါ့နော်ပျော်ရွှင်ရတဲ့ခီးလန်းလေးမှာပဲအဲလိုလိန်ညာမှုလေးတွေဖောက်ပြန်မှုလေးတွေအာခိုးကြောင်ခိုးပဲလောက်တဲ့အရာလေးတွေစတင်ပြီးတော့မှပေါ်လာဖို့ရှိပါတယ်လို့သူကပြောတယ်ပေါ့ဒါကြောင့်မလို့ညစလုံးကတော့ရှောင်ရှားဖို့လိုအပ်တယ်ကိုဘက်ကလည်းရှောင်ဖို့လိုသလိုမျိုးပဲသူဘက်ကလည်းအလုံးမလုံးအောင်မလုံးမိအောင်ကိုဘက်ကထိန်းချောင်ပေးဖို့တော့လည်းလိုအပ်ပါတယ်နော်ဒါကတော့ by 1နဲ့ by 2ရဲ့အခြေအနေကဆက်စပ်ရေးနာကက်အနာကက်ဆက်စပ်ရေးလေးတစ်ခုနာကက်အာအနာကက် မဖြစ်ပေါ်လာနေတဲ့အရာလေးတွေကိုဖတ်ပြခဲ့တာဖြစ်ပါတယ်ရှင်။ဒါက by 1 the reading ပြီးရဲ့အခါမှာ by 2ရဲ့ reading ကိုတော့ပြပါမယ်။ by 2လေးတွေကရောလာမဲ့ဒီအဲတဖက်သူနဲ့ကိုယ်ကြားထဲမှာဆိုရင်လာမဲ့ဒီနီယာရှူရှာတုံဟုတ်ဖိုင်ရှူရှာပေါ့နော်ဒီအရာလေးတွေမှာဆိုရင်ရောအဘာလေးတွေကိုကြုံတွေ့ရဖို့ရှိတယ်လေ။ဘာတွေဖြစ်လာဖို့ရှိတယ်ဆိုတာကိုဖတ်ပြခြင်းပါတယ်ရှင်။ ဆိုတဲ့အခါကျတော့ Nova ရဲ့ဒီ integration နဲ့ပဲတော်တော်ကက်လေးလေးဆွဲလိုက်မှဆိုရင်တော့ပထမဆုံးကက်ကထားလိုက်ပါအဲဒါကတော့ပထမမြောက်ကက်ကလေးပါရှင်။အာ तू ကလက်ရှိ presence ပါဆိုရင်တဲ့ by to လေးတွေကတစ်ဖက်သူနဲ့ကိုယ်ရဲ့ကြားထဲမှာပေါ့နော်။အာပိတ်မိနေတဲ့အရာပိတ်မိနေတဲ့ခံစားချက်မျိုးတွေရရပေါ့နော်။ပိတ်လာနေတဲ့ခံစားချက်မျိုးတွေရှိရဲမုန်းချက်နေတယ်ပေါ့ပြောချင်တာကတော့ သူတို့ဘောကိုဘက်ကနေပြီးတော့မှမုန်းချက်တယ်သူနဲ့ပတ်သက်ပြီးတော့မှပေါ့နော်မုန်းချက်တယ်ဆိုတာကဘာလို့မုန်းချက်ရတာလဲဆိုရင်အာကိုခံစားချက်ကိုရင်ထဲမှာရှိရခံစားချက်တွေအကုန်လုံးကိုသူ့ကိုပြောလို့မရရတဲ့အခါမှာမုန်းချက်မှုကိုစတင်ခံစားရတာပဲပေါ့နော်ဒါကြောင့်မလို့အာရင်ထဲမှာတိတ်ဆိတ်ထားတာများနေတတ်တယ်ဘိုင်1လေးဘိုင်2လေးတို့မှဘိုင်2လေးရဲ့တစ်ဖက်သူအားပေါ့နော်သူတို့ရင်ထဲမှာမဟုတ်ကိုရင်ထဲမှာ ကိုယ့်ရဲ့သူ့ရင်ထဲမှာတို့မဟုတ်ကိုယ့်ရင်ထဲမှာဆိုလို့ရှိရင်မုန်းချက်မှုလေးတွေခံစားနေရတယ်။အထုတ်ပြောလို့မရတဲ့အရာလေးတွေပေါ့အတွေးပေါ့နော်အတွေးလိုနေတာပေါ့ပြောလို့ရှိရင်ရင်ထဲမှာတော့ခံစားနေရတယ်ကွာအသေးလည်းခံစားနေရပြီမြဲလည်းပဲထုတ်ပြီးတော့မှပြောလို့မရတဲ့မုန်းချက်မှုတွေခံစားနေရတယ်တို့မဟုတ်လို့ရှိရင်အာရှေ့တိုးလို့လည်းမရနောက်ဆုံးလို့လည်းမရတဲ့ situation တစ်ခုကိုရောက်နေတတ်တယ်ပေါ့နော်ရှေ့တိုးလို့လည်းမရနောက်ဆုံးလို့လည်းမရဘူးဆိုတော့ဘာမျိုးလဲဆိုလို့ရှိရင်အဲတချို့ပေါ့နော်တချို့ကဆိုလို့ရှိရင်လည်းပဲ crash တယ်ကွာ အဲ့လိုမျိုးတက်တက်ပေါ့တက်တက်ခုတ်တော့ကြာရေပေါ့နော်ဒါပေမဲ့လည်းပဲဖွင့်ပြောဖို့ကြတော့မဝင်ရေဒါဆိုလို့ရှိရင်လက်ရှိ situation မှာပဲပြင်မိသွားတာမျိုးပေါ့နော်ဖွင့်ပြောလိုက်မယ်ဆိုလို့ရှိရင်လည်းပဲအာဖွင့်ပြောလိုက်မယ်ဆိုလို့ရှိရင်လည်းပဲစစ်တူတွေဖြစ်သွားနိုင်တယ်ဒီလိုမျိုးပဲဒီဇိုင်းတွေဖြစ်သွားနိုင်တယ်ပေါ့နော်ဒီလိုမျိုး reach ယူရမယ့်အပိုင်းတွေမှာမယူနိုင်တဲ့အတွက်ကြောင့်ဒီလက်ရှိအနေထားမှာပဲပြင်မိနေတက်တက်ပေါ့နော်ဒီလက်ရှိအနေထားမှာပဲအဲ့လိုမျိုးရက်တက်နေတက်တာမျိုးဖြစ်တတ်ပါတယ်ရှင် ။နောက်ပြီးတော့အာဒီ cap layer ဆိုလို့ရှိရင် Python တို့မဟုတ် Python ရဲ့တစ်ဖက်တူပါဆိုလို့ရှိရင်အလုံးကမအတွေးလုံးနေတာမျိုးဖြစ်တတ်တယ်ပေါ့နော်။ဒီဆက်စပ်ရေးနဲ့ကိုယ်ရဲ့သူရဲ့ကြားတဲ့ကဆက်စပ်ရေးပေါ်မှာမူတည်ပြီးတော့မှသူဟာအတွေးလုံးနေတာမျိုးသူတို့မဟုတ်ကိုယ်ကပေါ့နော်။အတွေးလုံးရတာမျိုးအာခံစားချက်တွေဟာဆိုလို့ရှိရင်မုန်းချက်နေတာမျိုးထုတ်ပြောလို့မရတဲ့အခြေအနေတခုရောက်ရှိနေတာမျိုးပြီးလို့ရှိရင်အာလက်ရှိအာဆက်စပ်ရေးအခြေအနေမှာပဲပြိမိနေတာမျိုးဆက်ပြီးတော့မှတိုးလို့မရတဲ့အဲကာလာလေးတခုရောက်နေတာမျိုးဖြစ်တတ်တယ်ပေါ့ဖြစ်တတ်တယ်ပေါ့နော် ဆိုတော့ရှေ့ဆက်ဘာဖြစ်လာမလဲဆိုရင်ဒီမှာတော့ Tree of Sophia ပြီ Tree of Sophia ဆိုလို့ရှိရင်နာကျင်ခံစားမှုနဲ့အသေးွက်မှုတွေကိုခံစားရမယ်ပေါ့နော်အာလက်ရှိမှာတော့စတင်ပြီးတော့မှအသွေးလိုနေပြီးစတင်ပြီးတော့မှအဲ့လိုမျိုးပိတ်မိနေပြီးမုန်းချက်နေပြီးပေါ့နော်ဒါပေမဲ့လည်းပဲအနိုင်ကပ်မှာဆိုရင်အဲ့လိုမျိုးအသေးွက်ဖို့ကိစ္စလေးရှိလာတတ်တယ်ပေါ့နော်အာသူရဲ့ကိုယ်ဟာအာဘယ်လိုပြောမလဲအစမပြေတော့ဘူးသူ့ဘက်ကလည်းကိုကိုနာကျင်အောင်စကားကြီးပြောတာမျိုးနော်သူ့ဘက်ကကိုကိုနာကျင်အောင်လောက်ရက်တွေကိုလောက်တာမျိုးလေးတွေလောက်တတ်တယ်ဒုံခေါ်လို့ရှိရင်လည်းပဲ ိုယ့်ဘက်ကလုံးမီတာမျိုးပေါ့နော်ဒါကတော့တယောက်တယောက်နာကျင်အောင်လုံးမီတာမျိုးဖြစ်တဲ့နောက်တစ်ခုကဘာလဲဆိုရင်စကားတွေနဲ့နာကျင်အောင်ပြောမိတာမျိုးဒါမှပြောခံရတာမျိုးဖြစ်တတ်ပါတယ်နောက်ပြီးခါကြလို့ရှိရင်အဲအသေးကွဲရတာမျိုးပေါ့နော်ပွန်းလုံးတာကိုနာကျင်စေမဲ့ကိစ္စတွေဖြစ်ပေါ်ရှိပါတယ်သူနဲ့ပတ်သက်ပြီးတော့သူကိုယ်တိုင်လုံးတီဖြစ်စေတို့မဟုတ်လို့ရှိရင်လည်းပဲသူရဲ့တခြားသောအော်ပေပတ်ဝန်ချင်ကလုံးတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်သူနဲ့ပတ်သက်ပြီးခံစားရတာဖြစ်တဲ့အတွက်ကြောင့်လုံးတာရရမှာဘိုက်တူလေးတွေရဆိုလို့ရှိရင်တစ်ဖက်သူနဲ့ကိုယ်ရဲ့ခြေထဲမှာအာ လက်ချင်ဝန်းနေမှုတွေတွေကိုခံစားရဖို့ရှိပါတယ်ရှင်။အဆိုးဆုံးအခြေအနေမှာဆိုလို့ရှိရင်တော့သူဘက်ကကိုယ့်ကိုဖောက်ပြန်သွားတာမျိုးတိဖြစ်နိုင်ပါတယ်เนาะ။ဒါကတော့ in some cases မှာဖြစ်ပါတယ်။အကောလုံးမှာမဟုတ်ဘဲနဲ့အာဒီနဲ့ဘယ်လိုပြောမလဲ။ potential ရှိတယ်ဗောနော်။လလရှိတဲ့လူတွေမှာလလရှိတဲ့ဆက်ဆံရေးတွေမှာဆိုရင်တော့အဆိုးဆုံးအခြေအနေတွေအခြေအနေနေတဲ့ကတော့တစ်ဖက်တူကကိုယ့်ဘက်မှာဖောက်ပြန်သွားတာမျိုးဒီမှာကိုယ့်ဘက်ကဖောက်ပြန်လိုက်မိတာမျိုးเนาะအဲ့လိုမျိုးဆိုဒူတို့မဟုတ်ကိုယ့်ဘက်ကနေပြီးတော့မှအသေးကွဲရတာမျိုးဖြစ်တတ်ပါတယ်ရှင်။ အစ်ဆော့ဆော့ပြဆိုလို့ရှိရင်ဒါတော့ဓာတ်တဲ့ area သားတယ်ပိုက်တွေးတွေရတော့လုံးဝအာအတွေးနဲ့ပတ်သက်ပြီးလို့ရှိရင်အသွေးရန်လုံပြီးတော့မှတော့အဲ့လိုမျိုးအရင်မုန်းချက်နေကြတဲ့သူလို့အမျိုးပါမြင်ပါတယ်ဒါကြောင့်မလို့လည်းပဲဒီမှာအာဘောတော့အဲ Isos Sofia တော့ရတယ်ကြာတော့ဒီမှာလည်း Trio Soft နဲ့ Annie လောက်သွားပြီးတော့ Isos Soft နဲ့ပြန်ဆတာတယ် Trio Sofia ဆိုလို့ရှိရင်တစ်ဖက်လုံးနဲ့ကိုယ်ရကြတဲ့ကအနိုင်ခဲ့ရဆိုလို့ရှိရင် Annie ဖြစ်သွားဖို့ chance များရေအဆုံးသတ်သွားဖို့အတွက်ပုံမှုပြီးတော့မှဖြစ်နိုင်ခြေများတယ်ပေါ့နော်။ဒါကြောင့်မလို့လဲ exhaustive ကအာဒီ communication အတစ်တစ်ခုစတင်မယ်ပေါ့နော်။သူမဟုတ်တဲ့တခြားတော့အာ အခြားသောသူတယောက်နဲ့ပတ်သက်ပြီးကိုကစတင်စကားပြောရတာမျိုးအခြားသူတယောက်နဲ့ဆက်သွယ်တယ်ပါရလာတယ်ဖြစ်တတ်တယ်ပေါ့နော်သူနဲ့မဟုတ်တော့ဘဲနဲ့အခြားတယောက်နဲ့အဲ့လိုမျိုးပြောလို့ရှိရင် right person တယောက်ကိုစီကိုရောက်လာတာမျိုးဖြစ်တတ်တယ်ပေါ့နော်သူကတော့ဟုတ်မနေဘူးဘာလို့လဲဆိုလို့ရှိရင်သူကကိုဝန်လာကြအောင်လုပ်မယ်သူသူကအာရည်ရချက်ရှိနေဖြစ်စေမရှိနေဖြစ်စေသူနဲ့ပတ်သက်ပြီးတော့မှကိုကနာကျင်ဝန်နဲ့မှုတွေအသေးကွက်မှုတွေကိုခံစားမှာဖြစ်တဲ့အတွက်ကြောင့်သူနဲ့ကတော့ဇလန်းဆုံးသွားဖို့များပါတယ် အာဇလန်းစောစောပုံများပြီးတော့မှတခြားသောကုပုံမှာတကယ်ကောင်းမှုပြီးတော့မှတကယ်အမြင်မှုတွေเนาะအစဉ်ပြေမှုတွေကိုယူဆောင်တာပဲပဲသူတယောက်ကကုပွားလဲလောက်ကိုရှိပါတယ်သူဘက်ကနေပြီးတော့မှကိုယ်ဝန်စကားလာပြောရမျိုးဖြစ်သွားပါတယ်เนาะဒါကတော့ Python တွေ yet right person ဟာဆိုလို့ရှိရင် Python တွေစီကိုဒီလက်ရှိလူတယောက်လက်ရှိကိုအခုမေးလိုက်တဲ့သူ ਨੇ အာလွဲခဲ့ရတယ်ဘောနော်လွဲခဲ့ရတယ်အဲ့လိုမှားခဲ့ရတယ်ဘောနော်အဲ့လို miss ဖြစ်သွားခဲ့တယ်ဆိုရင်တော့ အာပုံမပြီးရမှာကောင်းမွန်တဲ့ right person ကကိုယ့်ဘဝလေးရောက်လာဖို့ရှိပါတယ်ဆိုတာကိုဖတ်ပြခဲ့ရဖြစ်ပါတယ်ရှင်အခုကတော့ Bible Lady ရဲ့ reading ကပြီးသွားပါပြီ Bible Lady ရဲ့ reading ပြီးသွားတဲ့အခါမှာ Bible 3 Lady ရတော့ဒီကထွက်သူနဲ့ကိုယ်ရဲ့ကြားထဲမှာ လာမယ့်နာကက်မှာဘာတွေဆက်ဖြစ်ဖို့ရှိလဲဘာတွေဖြစ်လာနိုင်ချေရှိလဲဆိုတာကို reading လေးဖတ်ပြခြင်းပါတယ်ရှင် So အဲ့တော့ဒါကတော့ Nova ရဲ့အဲ Python 3လေးတွေရဲ့ reading ဖတ်ပြမှာဖြစ်ပါတယ် Python 3လေးတွေရဲ့ defend to နဲ့ energy ဆက်ပြီးတော့မှ byte ဖြစ်လာဖို့ရှိလဲနောက်ပြီးတော့ဒီ fast future မှာတော့ byte ဖြစ်လာဖို့ရှိလဲပေါ့နော်ဒါ fast future ကိုဆက်ပြလိုက်ပါတယ် Okay ဒါဆိုလို့ရှိရင်တော့ဒါကပထမဆုံးကပ်ပါ asoc ဖြစ်ပါတယ် asoc ဆိုပြဆိုလို့ရှိရင်သူကပြောလဲဆိုတော့အာ nova ရဲ့ integration ရပဲပြောရမယ်ဆိုလို့ရှိရင် python လေးတွေက python နဲ့တစ်ဖက်သူရဲ့ဂျာနယ်မှာစကားပြောဆိုတာမျိုးလေးတွေတိတ်မရှိတာမျိုးဖြစ်တတ်တယ်ပေါ့နော် အအရင်ရင်းနေတဲ့ဆက်စပ်ရင်းမှာမရှိတတ်ဘူးအရင်ကြီးအလိုမျိုး close ဖြစ်နေတဲ့ဘက်မှာမရှိတော့ဘူးအစကားကြီးပါတယ်မပြောပြကြရတယ်မှာပါလိုက်မယ်ပေါ့နော်အဲ့လိုပါခဲ့တယ်ဆိုရင်တော့ by 3တွေဟာဒီဘက်သူကနေပြီးတော့မှကိုကိုစကားလာပြောဖို့ chance တင်ရတယ်ကိုကိုလာပြီးဆက်သွယ်ဖို့ chance တင်ရတယ်ကိုကိုလာပြီးတော့မှစိတ်ဝင်စားဖို့အခွင့်အရေးတွေအများကြီးပေါ့နော်ဒါကြောင့်မလို့တကယ်လို့ crash ဖြစ်နေခဲ့တယ်ဆိုရင်တော့ crash နဲ့အဆင်ပြေလာဖို့ရှိရလို့လို့ပါမြင်ပါတယ်စကားဆက်တင်ပြီးတော့ပြောဆိုရဖို့ chance လေးတွေပေါ်လာတတ်ပါတယ်ပေါ့နော် တကယ်လို့ဟို single မဟုတ်တဲ့ဘောနော crush မရှိတဲ့ single တွေမဟုတ်ဘူးဆို sorry crush ရှိတဲ့ single တွေမဟုတ်ဘူးဆိုလို့ရှိရင်တော့လရှိရှိသမားလေးတွေဘောနော to to ဖြစ်တော့ဒီဆက်ဆက်ရေးတစ်ခုရှိပြီးသားအနော်အသမီးစားဆက်ဆံရေးတခုရှိပေးတာသူတွေဆိုလို့ရှိရင်တော့သူနဲ့ကိုယ်ကြိုင်းမှာဆိုလို့ရှိရင်စကားပြောရတာအဆင်ပြေလာမယ်။ဘာလို့လဲဆိုလို့ရှိရင်အာ ဒီ feeling တွေပါရေမပါတဲ့အခါမှာပေါ့နော် feeling တွေပါရေထက်စကားပြောရတဲ့အခါမှာပိုပြီးအဆင်ပြေတယ် feeling တွေပါရေခါကြလို့ရှိရင် feeling တွေကြီးပဲအဲ့လိုထက်ပြောနေတယ်ဆိုလို့ရှိရင်ပေါ့နော်အာတော်ရထားတာတွေလည်းပါမယ်ဝမ်းနေရာတွေလည်းပါမယ်ပြောရတဲ့ဟာတွေလည်းပါမယ်မတိမြဲဘူးပေါ့နော်စကားပြောရတာအရင်အဆင်မပြေဘူးအဲ့လို feeling တွေကဖယ်လိုက်မယ်ဆိုလို့ရှိရင်ဒီ communication ကအရင်အဆင်ပြေလာနိုင်မယ်နော်ဒါကြောင့်မလို့လဲစကားပြောဆိုဆောင်ရွက်ရတဲ့အပိုင်းလေးတွေမှာတစ်ယောက်ကိုတစ်ယောက်အပေးယူမြတ်တာတဲ့စကားဝိုင်းလေးတွေဖြစ်ပေါ်လာဖို့ရှိတယ် သမီးသားဆိုလို့ရှိရင်ပေါ့နော်ရင်ကလိုစကားမများတော့ဘဲနဲ့ခန်းစားချက်တွေကိုပဲဦးစားမပေးတော့ဘဲနဲ့ပေါ့နော်ရှည်တယ်မတင်တော့ဘဲနဲ့ကိုအာဒီအုံနောက်ကိုတုံးတက်လာမယ်တရားကိုတရားနားလည်မှုတွေရှိလာတယ်ရှိလာလိမ့်မယ်ပေါ့နော်ရှိလာပြီလို့ရှိရင်စကားပြောဆိုရတဲ့အပိုင်းလေးတွေမှလည်းပဲအဆင်ပြေလာမယ်နားလည်မှုတွေရှိလာဖို့မြင်ပါတယ်ရှင်နောက်ပြီးတော့ဒီမှာ အခုပဲ h နဲ့1ပေါ့နော် h ဆိုတာ nova ray ရဲ့ဒီခန့်မှာဆိုလို့ရှိရင် h ဆိုတာ1ပဲနံပါတ်1ပေါ့နံပါတ်1နဲ့စတယ်ပြီးတော့စစ်ချင်းကြီးအန်သွားပြီဒီမှာ10နဲ့အန်သွားပြီ10ဆိုတာကအဆုံး1ဆိုတာကကျတော့အစ1ပေါ့နော်1ကနေစပြီးတော့10ကိုတက်ရောက်သွားတယ်20ကိုတက်ရောက်သွားတယ်ဆိုရတဲ့ကြောင့်လေ အာဒီစစ်ဆင်ရေးကြဆိုလို့ရှိရင် binary နဲ့တစ်ဖက်သူရဲ့စစ်ဆင်ရေးကြဆိုလို့ရှိရင်အကြိုက်ခံဘူးခဏလေးနဲ့ပဲရက်တန်တော့ဖို့များတယ်ခဏလေးနဲ့ပဲပြီးဆုံးတော့ဖို့များတယ်ပေါ့နော်ဇကာခုမှစပြုံးလို့သုံးမရှိတယ်ဒီမှာဇကာမပြောတော့ပြီးဆုံးသွားပြီဆိုတော့နည်းနည်းလေးဟာသလိုတော့ဖြစ်နေတယ်ဒါပေမဲ့လည်း novel injuration ကပြောရမယ်ဆိုလို့ရှိရင်ဇကာရဲ့အစပိုင်းမှာဇကာပြောရတဲ့အပိုင်းမှာဆိုအစပိုင်းမှာတော့အဆင်ပြေမယ်ချုံးမွေမယ်ပေါ့နော်ဒါပေမဲ့လည်းလို့ အာတိတ်မကြခင်မှာပဲ near future မှာပဲအာတစ်ဖက်ကြည့်လိုက်ကိုယ်ကြားတဲ့က conversation တွေက any ဖြစ်သွားဖို့များတယ်ကိုက ghost ခံရတယ်လို့တော့မဟုတ်လို့ဘာလို့ကိုက ghost ခံရလို့ပဲမြင်ပါရဲ့ပေါ့နော်ကိုက ghost သွားရဲဆိုတာတစ်ဖက်သူကကိုယ့်ကို ghost သွားတာ ghost သွားဖို့တည်းများတယ်ဒါကြောင့်မလို့ကိုကကြံရင်ခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုး one name မှုလေးတွေနဲ့ခြေပွဲမှုပြတဲ့ခါကျလို့ရှိရင်တစ်ဖက်သူကနေပြီးတော့မှကိုယ့်ပေါ်မှာစကားကြီးမပြောဘဲနဲ့သူ့ဘက်က အဲ့လိုမျိုးလုံးလုံးလေးကြီးပေါ့နော်အစစ်တွေပိုင်းဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးကိုကခံလဲရတာမျိုးပေါ့နော်ကိုကိုထားရစ်ခဲ့တာမျိုးလည်းတွေ့ရတယ်ဒါကြောင့်မလို့ကိုကြံရည်စီးဖြစ်ခဲ့ရတယ်ပေါ့နော်ဒီလိုမျိုးဆက်ဆံရေးတခုဖြစ်ပါတယ်အာလုံးဝကြီးစကားကြံပြောဖြစ်တော့တဲ့ဆက်ဆံရေးတခုဖြစ်သွားတတ်တယ်စကားကြီးမပြောတော့ဘူး तू ကနေပြောကိုကိုလာမခေါ်တော့ဘူးကိုကနေပြောလဲတော့ပြီးခေါ်ဖို့တော့အင်အားတွေရှိမနေတော့ဘူးပေါ့နော်ဒီလိုဆက်ဆံရေးတခုဖြစ်သွားတတ်တယ်ခါလိမ်မှာဆိုလို့ရှိရင်အာဖြစ်နိုင်ချေတဲ့ခုပေါ့နော်ဆက်ဆံရေးတခုရှိပြီးသားလောလောဆယ်ဆယ်တမားလေးတွေဆိုလို့ရှိရင်တော့ အာကိုနဲ့သူရဲ့ကြားထဲကအချစ်တွေကုံဆုံးသွားမယ်လို့မဟုတ်လို့ရှိရင်ပြက်ဆဲသွားဖို့များတယ်ပေါ့နော်ပြက်ဆဲဖို့လည်းချင်နိုင်စီရှိပါတယ်တကယ်လို့ crush တွေပါရှိတဲ့ single သမားလေးတွေဆိုလို့ရှိရင်တော့ crush ကကိုယ့်ကိုမရွေးဘဲနဲ့တခြားတစ်ယောက်ကိုယူသွားတာမျိုးဒုံမကိုယ့်ကိုလုံးဝကြီးအပြီးပါရင်ကွာအပြတ်တိုက်ကြီးညင်းလိုက်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မို့လို့ဆီဆက်လို့ဘာမှလုပ်လို့မရတော့တဲ့အခြေအနေတစ်ခုရောက်သွားတတ်တယ်ပေါ့နော် ဲ့လိုခါမှာဆိုလို့ရှိရင်ကိုကတေလူလိုမျိုးတေလူတယောက်လိုမျိုးပဲပေါ့နော်တေလူကဲ့သို့ပဲအဲ့လိုမျိုးဝမ်းနည်းမှုတွေနဲ့အဲ့လိုမျိုး depression အတောက်လိုက်ကြီးဝင်ပြီးတော့မှအဲ့လိုမျိုးအရာတဲလဲသွားတာမျိုးဖြစ်တတ်တယ်အာပြီးရခါကျလို့ရှိရင်အနာဂတ်ကြီးကမှောင်မဲနေပြီးတော့မှဘာမှမမြင်ရတော့ဘူးเนาะအဲ့လိုမျိုးတခြားတယောက်ကိုလည်းပဲမကြိုက်ချင်ဘူးအဲ့လိုမျိုးပေါ့နော်အာလောကကြီး depression အရှိန်ကြီးကို ခံစားရမယ်အသေးကွဲမယ်ပေါ့နော်ထူးထူးဖြစ်တော့အသေးကွဲဖို့မြင်ရတယ်ဒါပေမဲ့လဲလို့တဲ့အာမြောင်းချမီကာလာလေးမှဆိုလို့ရှိရင်တော့ကိုယ့်ပုံမှာတကယ်ကောင်းမွန်တဲ့ right person ကိုတွေ့ရဖို့ရှိတယ်ဘာလို့လဲဆိုတော့သူကလေဒီလူကြီးရဲ့ကောင်းကင်ကြီးကမဲမောင်ကြတော့မှန်တယ်ဒါပေမဲ့အဲ့မဲမောင်နေတဲ့ဒီတိုင်တိုင်းဒီရဲ့အောက်မှာဘာရှိလဲဆိုလို့ရောင်နေတစ်ခုတွေ့ရတယ်ရောင်နေဆိုအဝါလေးပေါ့နော်ဒီမှာအဝါရောင်နေလေးတစ်ခုတွေ့ရတယ်အဲ့ရောင်နေရဆိုလို့ရှိရင်ဘာလဲဆိုတော့ကိုယ့်ဘဝကြီးကိုထုံးလင်းမှုတွေအာပျော်ရွှင်မှုလေးတွေပေါ့နော်အဆင်ပြေမှုလေးတွေကိုပြန်လည်ပြီးအောင်မှာပေးဆွမ်းမဲ့သူတယောက်ဟာကိုယ့်စီကိုရောက်လာဖို့ရှိတယ်ဒါကြောင့်မလို့ဒီအပေါင်းများတွေ ကိုကျွန်တော်ပြီးရအခါမှာဆိုလို့ရှင်တော့အာလင်းလက်တဲ့ရောင်တွေတစ်ခုကိုပြန်လဲသွေးရှိရမှာဖြစ်တယ်အာယုံဥနဲ့တူတဲ့လူတယောက်ပေါ့နော်အာအာယုံဥလိုမျိုးမျိုးထည့်မှုတွေရှိတယ်လူတယောက်နဲ့ဆုံးမရှိပါတယ် right person နဲ့တုံဆုံးတရဖို့ရှိရပေါ့နော် low body အကောလုံးကို right person လို့မပြောချင်တော့ပါဘူး right person ဆိုတာအထက်အကိုဘွားကူအမှတ်တရတွေပေါ့နော်ကောင်းမွန်တဲ့အမှတ်တရတွေပေးခဲ့မဲ့သူပျော်ရွှင်မှုတွေပေးခဲ့မဲ့သူတယောက်ကိုတွေ့ရဖို့အများကြီးလို့ပြောပါမြင်ပါတယ်ရှင်နောက်ဆုံးကနေလည်းကတော့7 of soft ဖြစ်ပါတယ် စပယ်ဆော့ဖ်ဝဲဆိုလို့ရှိရင်တစ်ဖက်သူနဲ့ကိုယ်ကြားထဲမှာဆိုရင်ပေါ့နော်အာဒီ pytree တွေဟာအခုမေးလိုက်တဲ့တစ်ဖက်သူပါဆိုလို့ရှိရင်ကိုယ့်ဘက်မှာစကားပြောတော့ဘူးသူ့ဘက်က ghost တွားပြီးသူ့ဘက်ကကိုယ့်ကိုစိတ်ဝင်စားမှုလုံးဝရှိမနေတော့ဘူးဆက်သွယ်တွေပါလေဖြတ်ပလဲပြီးပေါ့နော်ဒါပေမဲ့သူ့ဘက်ကကိုယ့်ကိုပြန်ပြောဆက်သွယ်လာဖို့ရှိတယ်နော်ဘာလို့ပြန်ပြီးဆက်သွယ်လာရလဲဆိုလို့ရှိရင် ူဟာကိုယ့်ဘောမှာလိုချင်တာရှိတယ်။သူကကိုယ်နဲ့ပတ်သက်ပြီးတော့မှခိုင်းချင်တာမျိုးတော့ကိုယ့်ဘောမှာကိုယ့်ကိုယ့်ကိုဘယ်လိုပြောမလဲ။အကျိုးလိုလိုညောင်ရင်တုံးပြီးတော့မှလိုချင်တာတစ်ခုခုရှိလို့ကိုယ့်ကိုပြန်လာပြီးတော့မှချင်းကတာမျိုးတုတ်တက်ပါရဲ့။ဒါကြောင့်မလို့စကားရင်မပြောလို့တဲ့အခါအရာနေပြီးတော့မှစကားပြန်ပြောလာတာမျိုးလာပြီးတော့မှသူ့ဘက်ကဆက်သွယ်တာမျိုးတုတ်တက်ပါရဲ့။အဲအဲ့လိုမျိုးဘာလို့လှုပ်လဲဆိုလို့ရှိရင်လူသုံးလှုပ်ချင်လို့เนาะကိုကိုကသူကလူသုံးလှုပ်ချင်လို့ ဒုံဖော်လို့ရှိရင်အဲသူလိုချင်တဲ့အရာတစ်ခုခုရှိနေလို့ဒုံဖော်လို့ရှိရင်ကိုသူကကိုကိုအတုံးချစရာတစ်ခုခုရှိနေလို့ဖြစ်နိုင်မယ်။အဲဒါကြောင့်မလို့ကောင်းသောစစ်စစ်ရေးတစ်ခုကောင်းသောစစ်စစ်မှုနဲ့အဲကောင်းသောရည်ရွယ်ချက်နဲ့ကိုယ့်စီကိုပြန်လာတာမဟုတ်ဘူး။ကောင်းသောရည်ရွယ်ချက်နဲ့ကိုယ့်ကိုပြန်လဲပြီးတော့မှစစ်စစ်လာတာမဟုတ်တဲ့အတွက်ကြောင့်အတ္တနိုင်ဆုံးကတော့ကိုယ့်ဘက်ကပြည့်ပြည့်တသားနဲ့ပေါ့နော်။သူအာလာစစ်စစ်တာကိုလက်မခံဘူးဆိုလို့ရှိရင်တော့ပို့ပြီးတော့မှအဆင်ပြေနိုင်ပါလိမ့်ရှင်။ အာပြီးတော့အဲ့လိုမျိုးဇာတ်ကားတွေပါလာပြန်ပြောတယ်ဆိုလို့ရှိရင်လည်းကိုဘက်ကငင်းနိုင်ပြီးကောင်းလေပေါ့ဘဲပေါ့နော်သူဘက်ကကိုဘောမှာအာရွတ်တောက်မှုမရှိဘူးရွတ်တောက်မှုမရှိရဲ့အနေနဲ့ချိန်ကလာမှာဇာတ်ကားတွေလာပြန်มาဖြစ်တဲ့အတွက်ကြောင့်အာဒီလိုလိုမျိုးကိုတော့စောစောစစ်စစ်နဲ့ပဲ မြင်လိုက်တာအကောင်းတယ်ဆိုတော့စီးနေပဲအာဖဲထုတ်လိုက်တာအကောင်းဆုံးလို့ပြောမြင်ပါတယ်ရှင်ဒါကတော့ pipe 1ရဲ့ pipe 2ရဲ့ pipe 3ရဲ့ပေါ့နော် pipe 3ခုရဲ့တစ်ဖက်သို့ရဲ့ကိုယ်ရဲ့ကြားလိုက်ကအနိုင်ကဲဟာဆိုလို့ရှင်ဘာလေးစစ်ဖြစ်လာမှုရှိလဲဆိုတော့ကို redirect ဖတ်ပေးခဲ့တာဖြစ်ပါတယ်ရှင်အဆုံးသတ်ကြည့်ပေးခဲ့ကြတဲ့ viewer လေးပြန်စင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင် novel reading လေးတွေကိုဆက်ပြီးတော့ဖတ်ချင်နေတယ်ဆက်ပြီးတော့မှကြည့်ချင်နေတယ်ပေါ့နော်အာတကယ်လို့များ personal mail ကိုနေကိုမေးချင်နေတယ်ဆိုလို့ရှိရင်လည်း novel ရဲ့ telegram channel လေး ဖြစ်တဲ့ Nova Terra မှာလာပြီးအောင်မေးလို့ရပါတယ် Viber number ဆိုလို့ရှိရင်တော့ပါ09 06 36 36 86เนาะအဲ့ဒါကိုဆက်သွယ်ပြီးအောင်မှာ Viber ကနေဗီဒီယိုလေးမေးလို့ရပါတယ်ရှင်နောက်ပြီးတော့ Facebook နေနဲ့ကတော့ Nova Taigo ဆိုတဲ့ page ကနေပြီးအောင်မှာလာပြီးတော့ Terra လေးမေးလို့ရပါတယ်เนาะအဲကြည့်ပေးခဲ့ကြတဲ့ viewer လေးတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောရင်းနဲ့ Nova ရဲ့ video လေးကိုဒီမှာပဲရိုက်လိုက်ပါတော့မယ်เนาะကျေးဇူးအများကြီးတင်ပါတယ်ရှင်